င်္ဂလာပါမာကုတီဗီဒီယိုဖိုင်လေးမှာ point style point divide နဲ့ measure ဆိုတဲ့ comment လေးအကြောင်းကိုပြောပြပေးသွားမယ်နော်အဲ့တော့မအောင်ရင်ဆုံး point style နဲ့ point အကြောင်းမပြောခင် divide ပေါ့နော် divide လုပ်တယ်ဆိုတော့ဗာလေဆိုရင်အပိုင်း object တစ်ခုကိုအပိုင်းပိုင်းတာပေါ့နော်အပိုင်းရေအတွက်ကိုလိုချင်တဲ့အပိုင်းရေအတွက်ကိုရိုက်ထည့်ပြီးရောအပိုင်းပိုင်းနဲ့ပုံစံမှာအခုဒီမှာဆိုရင်မအောင် line တစ်ချောင်းရှိမယ်ဒီတော့မအောင်အပိုင်းဘယ်နှပိုင်းပိုင်းနေလဲပေါ့နော်အမအပိုင်း၅ပိုင်းပိုင်းမယ်ပေါ့ပိုင်းမယ်ဆိုရင်မအောင် divide comment ကိုသုံးရမယ် div under divide လုံးမဲ့ object ကို select မယ်ပြီးရင်သွားဓမ္မမေးတယ် under the name of segment အပိုင်းရေအတွက်ကိုရိုက်ထည့်ပါတယ်နော်အပိုင်းရေအတွက်မှာတော့၅ပိုင်းပိုင်းမှာဆိုရင်၅ပေါ့နော် for five under အော်မဟုတ်ဒီမှာအပိုင်းတော့ divide တော့လုံးလိုက်ပြီဒါပေမဲ့ဒီမှာမတိတာဖြစ်နေနော်အဲ့ဒါဘာကြောင့်လဲဆိုရင်မအားတို့ဒီ object ကိုတစ်ချက်ရွှေ့ကြည့်လိုက်မယ် move under နဲ့မောက်ရွှေ့ကြည့်လိုက်တဲ့အခါမှာဒီမှာ point လေးတွေပေါ်တယ်နော်1 2 3 4 အခုအမတို့က၅ဘိုင်းပိုင်းတယ်လို့ပြောလိုက်တဲ့အတွက်ကြောင့်အပိုင်းက၅ဘိုင်းထွက်လာတယ်။ဒါပေမဲ့ point ရ၄ခုရှိမယ်ပေါ့နော် point ရတော့၄ခု။ဒါပေမဲ့ဒီ point လေးတွေက point style မချိန်ခဲ့ဘူးပေါ့နော် point style မထားခဲ့တဲ့အတွက်ကြောင့်မလို့ဒီအဆက်ကလေးဖြစ်နေပါတော့အဆက်ကလေးကမမြင်ရဘူးအဲ့တော့မမတို့အဲ့ point style ကိုပြင်မယ်အဲ့တော့မမတို့ point style command ကိုခေါ်မယ် point style ရဲ့ command က ddp type ဖြစ်ပါတယ် ddp type enter ဒါမှ point style ဆိုတော့ box ကြလာမယ် အဲ့မှာဖုဒါမတို့တဖော့ဝင်နေတာကအဆက်ကလေးပေါ့နော်ဒီကောင်လေးကမတိတာအတွက်အမတို့ကဒီမှာ cross style လေးကိုမောက်ရွေးလိုက်မယ်ပြီးတော့ဒီမှာ point size ဆိုတဲ့ box ရှိရေပေါ့နော်ဒီထဲမှာလည်းကိုလိုချင်တဲ့ size ရွယ်စာကိုရိုက်ထည့်မယ်ပေါ့နော်အဲ့ဒီမှာအမ5ဝင်နေတိုင်းထားလိုက်မယ် okay နောက်မှခုနကတော့အဆက်ကလေးရာနေအခုပဲဖြစ်သွားလဲဆိုရင် cross style လေးဖြစ်သွားပြီပေါ့နော်အဲ့ဒါက point style chain လိုက်တာပါဒါကပြီးတော့ divide ပေါ့နော် divide မှာမမတို့က object ဒီ line တစ်ယောက်ရှိရယ် divide 5ဘိုင်းပိုင်းမယ်ဆိုရင်သူ့ဘက်သွားသူ divide နဲ့ divide လျွယ်အစားပေါ့နော်သူ့ရဲ့ lunch ညီတူညီများအပိုင်း5ဘိုင်းကိုသူ့ဘက်သူပိုင်းပေးသွားရယ်ပေါ့အဲ့လိုမဟုတ်ဘူးမားတို့ကအပိုင်းကိုအတိကျနဲ့ကိုက distant တည်ရယ် divide ချင်းစီမှာဘယ်လောက်ရှိကျင်တာလဲနော်ကိုရှိကျင်တဲ့အတိုင်းအတာအတိကျပိုင်းကျင်တယ်ဆိုလို့ရှိရင်မားတို့ကအတိုင်းအတာနဲ့သွားမှဖြစ်တဲ့အတွက် measure ဆိုတဲ့ comment ကိုသုံးပါမယ် divide ချင်းရဲ့ lunch ကိုတည်ရတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တော့ me measure ရဲ့ common me and select object to measure ပြီးရင်မလားဒီမှာ specify length of the segment ဒီတပိုင်းချင်းစီရဲ့ length ကိုကွက်သတ်မှတ်ပေးရမယ်မအောင်ဒီမှာ3လို့ထားလိုက်မယ်3 and အဲ့မှာခုနတုန်းက select လုပ်ခဲ့တုန်းကဒီ batch ကနေပြီးတော့စပြီးတော့ select အဲ click ချခဲ့တဲ့အတွက်ကြောင့်မလို့သူကဒီဘယ်ဘက်ကနေစပြီးတော့3ကိုမှတ်ပြီးတော့ device အပိုင်းတွေသွားရပါတော့အဒီဘက်မှာပို့ထွက်နေရဲ့ပိုင်းက3မရှိရဲ့အပိုင်းတစ်ပိုင်းရှိမှာပေါ့အဲ့တော့ဒီမှာ device နဲ့ဘာကွာလဲဆိုရင် device နဲ့ measure မှာ device ကကိုပိုင်းချင်တဲ့ပိုင်းအရေးအတွက်ကိုရိုက်ထည့်ပေးရုံပဲညီညီများပိုင်းပေးသွားတယ်နောက်တစ်ခုက measure ကကိုလိုချင်တဲ့အတိုင်းနာသည့်ကြအပိုင်းကြီးတစ်ခုချင်းစီရဲ့တန်ဖိုးကိုရိုက်ထည့်ပြီးတော့ကိုလိုချင်တဲ့ဘက်ကနေဆက်လက်ပေးလိုက်အောင်ねကိုလိုချင်တဲ့အတိုင်းနာတိုင်းအပိုင်းနေပိုင်းပေးသွားတာဖြစ်တယ် အဲ့တော့နောက်တစ်ခုအမမက်ရှာကွန်မန့်ကိုပြန်သုံးပြရမယ်မက်ရှာကွန်မန့် ME under sorry ME နော် ME under object ကို select မှာဒီမှာမှခုနဒီဘက်ကနေမှတ်ခဲ့ရတဲ့အတွက်ကြောင့်မလို့ဒီဘက်ကနေ3တူအပိုင်းပြီးသွားအခုမှဒီဘက်ကနေစပြီး select မှတ်တယ်ဒီဘက်ကနေပြေးလိုက်တယ်နော်ပြေးလိုက်ပြီးတော့အမကို lunch ကို3ပဲပြေးလိုက်မယ် under အဲဒါဆိုရင်သူဒီဘက်ကနေပြီးတော့စပိုင်းပြီးသွားတယ်နော်အဲတော့မတို့အဲ့ဒါကို dimension dimension နဲ့တစ်ချက်ခေါ်ကြည့်လိုက်မယ်ဒီ m point 3နော်အဲတော့ continuous နဲ့သွားလိုက်မယ် continuous ပြီးတော့ဒီမှာဒီမှာ summit အဲတော့မတို့ဒီမှာ select object လုပ်တဲ့အခါမှာညာဘက်ကနေပြီးတော့ select လုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ သူ့ရဲ့ mesh တန်ဖိုးကညာဘက်ကနေစပြီးရောမှတ်ပြီးရောသုံးလက်မစီပိုင်းပြီးသွားတယ်ဒီဘက်ကသုံးလက်မမပြည့်ရဲ့အပိုင်းပေါ့နော်ခုနကဒီအပေါ်ပုံမှာတော့ကဘယ်ဘက်ကနေစပြီးရောပိုင်းပြီးသွားတဲ့အတွက်ဘယ်ဘက်ကနေစပြီးရော3မှတ်ပြီးသွားတယ်နောက်ဆုံးမှာ3မပြည့်ရဲ့အပိုင်းပေါ့နော်ဒါက device and mesh ပါနောက်တစ်ခုကမတို့ point style point style နဲ့ပြောပြရင်နော်အဲ့တော့ point point ကကြတော့မတို့ဒီ point လေးကြီးပေါ့နော်ဒီပုံစံလေး point လေးကြီးခြားခြင်းနဲ့ဟောပြီးအဲ့ဆိုရင်မတို့ဒီမှာ လိုင်းလေးထောင်းလိုက်မယ်ဒီလိုင်းလေးရှိမယ်ပေါ့နော်ဒီစပိုင်ကင်မယ်ဟောဒီမှာလိုင်းလေးထက်ချထားလိုက်မယ်အဲ့ဒီလိုင်းရဲ့ထိတ်ကလေးတွေမှာမတို့ကသွားပြီးရောဒီ point လေးကိုတင်ခြင်းတယ်ဒါဆိုရင် point ကိုခေါ်သုံးခြင်းတာဖြစ်တဲ့အတွက် point ရဲ့ command p o under ပြီးရင်ကိုလိုချင်တဲ့နေရာမှာသွားပြီးတော့ကလေးချပြုံးပါပဲ under under အန်တိုင်းသက်ဆက်စင်းစီနော်နောက်ထပ် comment ထပ်ထပ်ခေါ်တော့အန်တိုင်းလေးတွေခောက်ပြရပါမယ်ဒါကတော့ point ပါနော်အဲ့တော့အခုပြောပြသွားတာ point style point divide and measure comment လေးတွေပဲဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်